တိမ်မောင်းထောင်ချီတန်းတဲ့ဒူးရင်ခြံချီကိုပိုင်ဆိုင်ထားပြီးဒူးရင်အပြင်600ကျော်စိုက်ပျိုးထားတဲ့တိုင်ရုံအလုံးမဲမင်္ဂလာပေါင်းဗမိစနောင်းကနေချွတ်ဆွလိုက်ပါတယ်တိုင်ရုံဟာဒီနှစ်တည်းအတော့အတွက်မှာအရန်အောင်မြင်လာခဲ့သူတယောက်ဖြစ်ပြီးဇကားအများစုမှမြင်နေရပါပြီကြွက်သားတွေနဲ့ခန္ဓာကိုယ်တန့်ပြန့်တဲ့ရုပ်ရည်တို့ကြောင့်တိုင်ရုံဟာနှွေးပညာလောကတွေကိုရောက်ပြီးမကြခင်မှာပဲမင်္ဂလာတွေရဲ့အသေးကြော်လေးဖြစ်လာခဲ့ပါတော့တယ် ဘလောက်လဲတောင်းတလို့တက်တူးတွေကိုလည်းပိုင်ဆိုင်ထားတဲ့တန်ရံကသိန်းထောင်ချီတန်တဲ့ဒွင်းချံချီကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ဒွင်းပင်တွေကတတတနှစ်ခွဲလောက်ရှိပြီဖြစ်ကကြိုက်ထုံမှာစိုက်ပျိုးထတာပါ။ဒွင်းသီးရဲ့တံပိုးကလည်းကြီးမားတာကြောင့်ဒွင်းချံတွေကိုပိုင်ဆိုင်ထားသူတွေကိုတော့အထင်ကြီးတတ်ကြပါတယ်။ဒွင်းသီးတလုံးရဲ့တန်ကြီးကလည်းတောင်းကနန်းကနေသိန်းကနန်းထိရှိပြီးတံပိုးကြီးရဲ့အသီးရဲမှာပါဝင်တာပါ။ တချို့တွေဟာဒီအသက်ရွယ်ထိဒွင်းအသီးကိုမစားဘူးကြသလုံးဒွင်းအသီးကြိုက်တဲ့သူတွေကလည်းဘလောက်စားစားမဝကြပါဘူးဒွင်းအသီးထွက်တဲ့ရာသီကိုရောက်ရင်ဒွင်းချံပိုင်ရှင်တွင်နဲ့ဆွေမျိုးတော်ချင်းစိတ်တွေကလည်းအချို့တွေမှာဖြစ်လာတတ်ပါတယ် ိုင်မွန်ကိုရိုင်းကလည်းဒွင်းအသစ်ကိုခြိုက်တဲ့အပြင်သူ့ရဲ့မိတ်ဆွေတွေကလည်းလက်ဆောင်လဲပေးအဝလဲစားစေခြင်းလို့စိုက်ပျိုးခဲ့တာပဲဖြစ်ပါတယ်။ဒွင်းအသစ်တလုံးရဲ့တံပိုးဟာလည်းမနေတာကြောင့်ဒွင်းချံကိုစိုက်ပျိုးပိုင်ဆိုင်ဖို့ဆိုတော့ပို့ပြီးတော့မလွယ်လှပါဘူး။ပြင်600လောက်ပိုင်ဆိုင်ပြီးတော့ခြံရဲ့တံပိုးကဒိန်းကိုထောင်ချီတံပိုးရှိပါတယ်။ဒွင်းအသစ်ကတံပိုးကြီးမသလိုအပင်ကိုပြုစုရတဲ့ဇယိတ်ကလည်းအများများပြားတာပေါ့။ဒါကြောင့်တော်ယုံစိတ်ရှည်မှုနဲ့ငွေကြေးသုံးစွဲနိုင်မှုနဲ့လည်းဒွင်းချံပိုင်ရှင်ကြီးဖြစ်ဖို့ကမလွယ်ပါဘူး။ တာရွန်ရဲ့ခြံကအပင်တွေကတော့အသီးမသီးပင်မြဲလေသူ့ခြံကထွက်တဲ့အသီးတွေသီးလာရင်တော့လက်ဆောင်တွေပေးသွားမှာပေါ့အပင်600ကထွက်တဲ့အသီးတွေကိုရောင်းရင်လေငွေကများစွာရနိုင်တာဖြစ်လို့တာရွန်ဟာဒွင်းသည်တစ်ထဲကြီးတောင်ဖြစ်လာတော့မှာပေါ့တာရွန်ကိုလူအများစုကတော့ဘကိုးတောက်လို့သိထားကြပေမဲ့လေတကယ်တော့သူကမွန်ပြင်းနယ်သားတယောက်ဖြစ်ပါတယ် သူ့ရဲ့အဖေကအစိုးရဝန်ထမ်းတူဖြစ်ခဲ့တာကြောင့်အဖေတာဝန်ကျောင်းရမြို့ကိုလိုက်နေခဲ့ရတာပါ။တိုင်ရွန်ရဲ့အဖေကမွန်ပြည်နယ်ကိုလည်းပြောင်းရွှေ့ခဲ့ရပြီးတိုင်ရွန်ကိုတန်ဖြူစီရက်မှာမွေးဖွားခဲ့တာပါ။ဆက်ဆဲကစားလုံငန်းမှာဖခင်ကတာဝန်ကျခဲ့တာဖြစ်ပြီးတိုင်ရွန်ဟာမွန်ပြည်နယ်သားဆက်စစ်ဖြစ်ပါတယ်။တိုင်ရွန်က9နှစ်သားအရွယ်ရောက်တဲ့အချိန်ရောက်မှသာပဲခူးကိုပြောင်းသွားခဲ့တာပါ။ပဲခူးကိုပြောင်းသွားပြီးတဲ့နောက်မှာတိုင်ရွန်ကဆက်ဆဲကိုပြန်မရောက်ဖြစ်တော့ပါဘူး။ 29နှစ်ကြာပြီးတဲ့အချိန်မှသာဆက်ဆဲကိုပြန်ရောက်လာပြီးသူတို့နေထိုင်ခဲ့တဲ့အိမ်လေးကိုလည်းသွားကြည့်ခဲ့ပါသေးတယ်။မွန်ပြည်နယ်သားဖြစ်တဲ့တိုင်ရွန်ကဒွင်းအသစ်ကိုလည်းခြိုက်တာကြောင့်အဝစားလို့ရအောင်ခြိုက်ထုံမှာခြံဝဲပြီးတော့စိုက်ပျိုးထားလိုက်ပါပြီ။တိုင်ရွန်ဟာမွန်ပြည်နယ်သားဖြစ်တာကိုလည်းဘယ်တော့မှမမေ့တော့ပဲဇာတိမျိုးကိုရအောင်ပြန်လာတတ်တဲ့သူပါ။မွန်ပြည်နယ်မှာမွေးဖွားလာခဲ့ရလို့ရမညမျိုးကိုသဘောကျပြီးဒွင်းချံကိုပါဝယ်ထားလိုက်တာဖြစ်ပါတယ်။တိုင်ရွန်ကိုအရင်ကတည်းကမင်္ဂလေးတွေကသဘောကျပြီးသားဖြစ်တဲ့အပြင်အခုတော့ဒွင်းချံကြီးကိုပါပိုင်ဆိုင်ထားတာသိလို့ သူကိုပို့ပြီးသဘောကျသွားကြပါပြီ။တမ်ရွန်ကဒီနှစ်တည်းအတော်အတွက်မှာအကယ်ဒမီနဲ့လွဲချော်ခဲ့ရပေမဲ့လည်းတရုတ်ဆောင်တာကတော့အရန်ကောင်းလာပါတယ်။ပရိသတ်တွေနဲ့အနီးကပ်တွေ့ဆုံခွင့်ရမယ်။ဒေဝိမီစီစဉ်မှလည်းတမ်ရွန်ကပါဝင်သွားမှာဖြစ်ပါတယ်။သိမ်းမောင်းထောင်ချီတန်ကြီးရှိတဲ့ဒွင်းချမ်ပိုင်ရှင်ကြီးတမ်ရွန်ကိုပရိသတ်ကြီးရောအားကျနေပြီလားဆိုတော့ခေါမမပြပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။